ဣကတဝံဟအင်မတမဂျီနုဖွေရလဲကောင်းဒါရလဲဒါရလဲစိတ်ထဲမှာလဲဂျီနုမှုဂျီနတ်မှုတွေထပ်ခါထပ်ခါဖြစ်ရပါတယ်ဘုန်းကြီးပထမဦးဆုံးဖယားဖူးလာတဲ့အခါကာလတုန်းကအဲ့ဒီစောစောကအဲ့ဒီအဝိရှိတဲ့နေရာမှာဓမ္မစက်ကြတရားဥဟောတဲ့နေရာမှာဘုန်းကြီးတို့ အာယုံပြုပြီးကြည့်တဲ့အခါမှာတက်တော်ထင်ရှားဖရာရှင်ကိုရောမြတ်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရတာဘုန်းကြီးတို့ယင်တဲ့မှာပီတိတွေလိုက်လိုက်လိုက်ဖြစ်ပေါ်လာတဲ့အနေထားလေးတွေတွေ့ရပါတယ်အဲ့ရနေပြီးတော့ဘုန်းကြီးတို့ပီတိမျက်ရည်တွေဝဲပြီးတော့မျက်ရည်တွေထွက်ကြလာတာထွက်ကြလာတဲ့မျက်ရည်ကမျက်ရည်အေးကြီးထွက်ကြလာတာ တတိထမိပါတယ်အဲ့တော့အဲ့ဒီနေရာမှာတောကရောက်လို့ထွက်ကြလာတဲ့မျက်ရည်ကအပူအပူအပူမျက်ရည်ထွက်ရင်လူတွေအင်အားကုန်သွားတယ်မစားနိုင်မစောက်နိုင်အခြေအနေမှာအဲ့နိုင်အခြေအနေထိဖြစ်သွားသလိုပီတိမျက်ရည်ကြတော့အဲ့ဒါနဲ့ပြောင်းပြန်ဖြစ်သွားတယ်အေးပြီစိတ်ထဲမှာကြည်နူးပြီးအေးစိတ်လာတဲ့အခါကျတော့ခန္ဓာကိုယ်တစ်ခုလုံးမှာအဲ့ဒီမှာဘာဖြစ်လဲ ပီတိတွေလွမ်းခြုံသွားတယ်လို့ခံစားရတယ်ပီတိတွေလွမ်းခြုံသွားတဲ့အနေထားထဲမှာအဲ့ဒီမှာပီတိမျက်ရည်ကျလိုက်တဲ့အခါဆန္ဒအလုံးပြည့်နေတယ်လို့ခံစားရတယ်နောက်ပြီးတော့လိုလမ်းမှု တောင်းတမှုတမဲမှုနှစ်သက်မှုတွေအဲ့ဒီအနေထားမှာမရှိတော့သလောက်ပြည့်စုံနေတယ်လို့စိတ်ထဲမှာခံစားခဲ့ရဖို့ပါ။အဲ့ဒါကြောင့်ဘုန်းကြီးတို့ကနေပြီးတော့မှဒီ BD မျက်ရည်တွေကြာလာတဲ့အချိန် ခန္ဓာကိုယ်ထက်ကနေအာဟာရတက်ပြည့်နေတယ်လို့ပဲစိတ်ထဲမှာထင်ရတယ်။မစားဘဲနဲ့နေမယ်ဆိုရင် နေလို့ရတဲ့အဆင်ရောက်နေတယ်။သို့တော်လည်းပဲစားရင်လည်းပဲအာဟာရတက်ကစားလိုက်နေစားချင်တဲ့စိတ်ဆိုတာမဖြစ်ပေမဲ့စားရင်လည်းပဲအစိမ့်စားစားစားလို့အဆင်ပြေနေ။သို့တော်နည်းနည်းလေးစားုံနဲ့အာဟာရတက်လုံလောက်သွားတယ်။အဲ့ဒီလည်းပဲနည်းနည်းလေးအဲ့လေးုံနဲ့တနာရီနှစ်နာရီလောက်အဲ့ဒီတညကုန်24နာရီအတွက်လုံလောက်သွားတယ်။ အမြဲတမ်းပေါပါနေလန်ဆန်းနေစိတ်ထဲမှာကြည်နူးပြီးဖြစ်နေတဲ့အခါကျတော့ဘုန်းကြီးစိတ်ထဲမှာဘလူးများဆုံးဖြတ်မိတယ်လေဆိုတဲ့အခါအေးမြတ်စွာဘုရားရှင်ငါမပြန်တော့ကွာဒီမှာပဲနေကြံခဲ့မယ်မြန်မာနိုင်ငံကြီးမပြန်တော့ဒီမှာဖရားနာမှာပဲအေးအေးချမ်းချမ်းနေရင်ဘလောက်ကောင်းလဲစိတ်ထဲမှာအဲ့ဒါလိုစဉ်းစားပြီးဆုံးဖြတ်နေမိတယ်အမှန်တန်ကြည်နူးလုံးလို့ဒီမိဂဒဝုန်ကြီးကတွေးမိလိုက်တဲ့ ဘုန်းကြီးနေတော့တတ်ဘလူတဲ့တယ်တော့မပြတ်တတ်ဘူးခဏနေ15မိနစ်လောက်ထိုင်နေပဲစိတ်ထဲမှာအကုန်လုံးရှင်းပြီးကြည်ပြီးတော့အဲ့လိုဖြစ်သွားတာအဲ့ဒီနေရာကြီးကဓမ္မတဓမ္မတတ္တတိတွေရယ်စွာအားတွေတကယ်ရှိနေတယ်ဆိုတာဘုန်းကြီးကအပြည့်အဝယုံကြည်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီနေရာနေပြီးတော့ဓမ္မစကြာဟောတဲ့နေရာမှာဗုဒ္ဓဖះရှင်ကလည်းအဥဆုံးတရားဆိုတဲ့အခါကျတော့စွာအားအစွမ်းကုန်ကြိုးစားပြီးတော့မှ ပြင်းစွက်ကြီးတွေနားလည်အောင်ဟောတဲ့တရားဖြစ်ပါတယ်။နားလည်အောင်ဟောတဲ့အခါမှာဓမ္မစကြာဒေသနာအဆုံးဏီကုန်းချုပ်သွားတဲ့အခါကွန်တင်ညကနားလည်သွားတယ်သဘောပေါက်သွားတယ်။နားလည်သဘောပေါက်သွားတဲ့အခါဘာတွေကိုသဘောပေါက်သွားသလဲဆိုယုံနာဓမ္မသင်္ခါရတို့ရဲ့သဘောဝတရားတွေဟာမက်ကင်းမက်ကင်းဆိုတဲ့တရားနဲ့မက်ကင်းဆိုတဲ့အရှုဉဏ်တရားနဲ့ကြည့်ရှုလိုက်တဲ့အခါမှာဘာတွေ့ရသလဲဆိုတဲ့ဒုက္ခသစ္စာပဲလို့ပြီးပြီးပြင်းပြင်း တိသွားတာအဲ့ဒီဒုက္ခသစ္စာကို ဖြစ်ပေါ်အောင်ဖန်တီးတတ်တာကသမှုတရားသစ္စာပဲအဲ့ဒီဒုက္ခနဲ့သမှုတရားကိုချုပ်ဆုံးအောင်လုပ်တတ်တဲ့မကင်ပွိုင်းသမှုတရားနဲ့ဒုက္ခကိုချုပ်ဆုံးစေတတ်တာပဲလို့အဲ့ဒီမှာမကနဲ့သမှုမကသစ္စာကိုပွားလိုက်တာနဲ့ဒုက္ခနဲ့သမှုတရားချုပ်ဆုံးသွားတဲ့အခါမှာနိရောဓသစ္စာပေါ်လာတာပဲဆိုတဲ့အခါအဲ့ဒီမှာတိဋ္ဌဓမ္မောပတ္တဓမ္မောဝိဒိဒဓမ္မော ပရိယောကံလာဓမ္မောဝိသရိစာပတ်တော်အပရပိစီယောတတ္ထုသဒနီဒီအတိဒီဘသူသူများပြောတန်ကြလို့တည်တဲ့အတိမျိုးမဟုတ်ဘူးကိုဒိန်တည်သွားတယ်တိဋ္ဌဓမ္မော ကိုဒိန်မြင်ရတယ်ပတ္တဓမ္မောကိုဒိန်ညာနဲ့ရောက်ရတယ်ဝိရိတဓမ္မောကိုဒိန်တည်ရတယ်ပရိယောကလာဓမ္မောအဲ့ဒီမှာပရိယောကံလာဓမ္မောဆိုတာကဘာလဲဆိုတန်တရာအလုံးကင်းကင်းရှင်းရှင်းတွေ့မြင်ရတယ် ဝိဒရိစာပတ်တော်သူများပြောတန်ချာနဲ့မဟုတ်ဘဲနဲ့ကုဒိညာနဲ့သိရတယ်လို့ဒီလိုဆိုလိုခြင်းဖြစ်တယ်အဲ့ဒီမှာအဲ့ဒီမှာကုဒိညာကနေပြီးတော့အဲ့ဒါလိုသိမြင်သွားတဲ့ဒိဏဝိစီကိစ္စဝိစီကိစ္စတွေယုံမှချင်းနဲ့အလုံးကင်းသွားတယ်သစ္စာလေးပါးပဲရှိတယ်ဆိုတော့လုံးဝယုံကြည်သွားတယ်ဆုံးဖြတ်ချက်ကြာသွားတယ်ဒီလိုပြောတာအဲ့ဒါနဲ့ပြင်စွဲကင်၅ဦးထက်ကနေကုဒိညာကအပြည့်အဝဖះပေါ်မှာယုံကြည်လို့ယုံကြည်မှုအာတန်လို့သောတပန်ဖြစ်သွားတယ်ဒါပေမဲ့ လေးပါးခြံနေသေးတယ်အဲ့ဒါဘာလို့ခြံနေတာလဲအပြည့်အဝမယုံကြည်လို့ဘုရားပေါ်မှာအပြည့်အဝမယုံကြည်ဘူးသို့တော်လည်းပဲအဲ့ဒီဓမ္မဆက်ကြာတရားဒေသနာဆုံးညီကုန်းချုပ်တဲ့အခါအညာတိဝဒဘောကွန်တင်ညောကွန်တင်ညာတီးသွားပြီဟေးဆိုတာနဲ့သူတို့လည်းပဲယုံကြည်သွားတယ်ယုံကြည်သွားတဲ့အခါမှာဗုဒ္ဓဘုရားရှင်ကအဲ့ဒီမှာဒီနေ့ကို တပါတပါဟောပါတယ်ကွန်တင်ညာကိုဟောပြီးတဲ့နောက်ကွန်တင်ညာနဲ့ဂျန်နဲ့လေးပါးကဆုံခံကြွတယ်တပါးကဂျန်ခဲတယ်ဂျန်နဲ့တပါးကိုဗုဒ္ဓဘုရားရှင်က ဝတ်ပကိုတရားခေါ်တာပြေတော့ကွန်တင်ညပြီးတော့ဝတ်ပကိုတရားခေါ်တယ်ဝါဆူလာပြီးကျော်တရက်နေမှာဝတ်ပကိုတရားခေါ်တယ်နေ့ရက်နေမှာပတ္တိယကိုတရားခေါ်တယ်သုံးရက်နေမှာအဲအဲဝါဆူလာပြီးကျော်တရက်နေမှာဝတ်ပကိုတရားခေါ်တည်တနာအဆုံးဏီကုန်းချုပ်တဲ့အခါသောတပန်တည်သွားတယ်လာဝါလာပြီးကျော်နေ့ရက်နေမှာတခါဆက်ပြီးတော့ဟောပတ္တိယကိုဟောဟောလို့အဲ့ဒီဓမ္မစကြာတည်တနာအဆုံးဏီကုန်းချုပ်သွားတဲ့အချိန်မှာ အဲ့ဒီမှာပတ္တိယသောတပန်ဒီသွားတယ်နောက်ပြီးတော့ဝါစုလပ်ပြီးကျော်၃ရက်နေမှာအဲ့ဒီမှာအဲကိုနေညာဘုပ္ပပတ္တိယမဟာနာမဟာနာကိုအဲ့ဒီမှာဖယားရှင်ကနေဓမ္မစစ်ဂျာတပါတဲ့ဟောလာဟောတဲ့ဒေသနာအဆုံးဒီကုန်းချုပ်တဲ့အခါကျတော့အဲ့ဒီမှာနန္တိယလည်းပဲသောတပန်ဒီသွားတယ်အဲ့ဒီမှာဝါစုလပ်ပြီးကျော်၄ရက်နေရောက်တဲ့အခါကျတော့အရှင်အတ္တသိဆိုတဲ့ပုဂ္ဂိုလ်ဟောတယ်သူလည်းပဲဒေသနာအဆုံးဒီကုန်းချုပ်တဲ့အခါသောတပန်ဒီသွားတယ်သောတပန်ဒီပြီးတဲ့နောက်အလုံးဟာ အကုန်လုံးသောတပန်ဖြစ်ကြပြီဆိုတဲ့အခါကျတော့ဗုဒ္ဓဖျားရှင်ကိုရောင်မြတ်ဝါစုလပြည်ကျော်၅ရက်နေရောက်တဲ့အခါကျတော့ဒီစီဒီတဲတဲ့နေရာမှာပဲအနတ္တလက္ခဏသုတ်တံဟောတာဖြစ်ပါတယ်အနတ္တလက္ခဏသုတ်တံကိုဖျားရှင်ကနေဟောအပ်ခြင်းဒီနေရာမှာဒါသီရိဓမ္မတော့ကမင်းကနေပြီးတော့မှသီရိဓမ္မတော့ကမင်းကနေပြီးတော့မှ ဟိုအထိတ်အမှအစီဒီတည်ထားတာမြေကြီးထဲမှာတော်တော်လေးမြောက်တယ်နဲ့တူတယ်အမှအပြင်သူ့စာထဲမှာရှိတယ်ဆိုရင်နေရာနဲ့30ရှိတယ်လို့ပြောတယ်အခုကတော့နေရာ30တော့မရှိတော့ဘူးအဲ့တော့ဘီနေရာ30လောက်ရှိတယ်လို့စာထဲမှာတွေ့ရတယ်အဲ့လိုဆိုတော့ဒါကြီးကဒီစီဒီကဘာဖြစ်လဲဆိုတော့ဒါကြီးကဟိုဟိုဟိုတမေခစီဒီလို့ခေါ်ပါတယ်ဒီတမေခစီဒီကဒါဟိုပါသာချရီအစ္စလမ်နေဖြည့်ဆည်းပြီးသားဤတာ အောက်ကအခိုင်အမာကြီးလောက်ထားတာဖြစ်တဲ့အတွက်ဘယ်လိုမှဖြည့်ဆည်းလို့မရလို့ ကြံနေခြင်းပဲဖြစ်တယ်ဒါကြီးကအဲ့ဒီမှာကြောက်စိန်ကြောက်သားတွေနဲ့အတိအလင်းအားရပဲကြီးကြီးမားမားကြီးအဲတူတယ်အင်အားကြီးကြီးနဲ့လှုပ်ထားတော့ဘာသာခြားတွေဖြည့်ဆည်းလို့မရလို့ကြံနေတာဖြစ်တယ်အဲ့တော့ကြံနေတဲ့ဒါပဂတိအတိုင်းပဲကြံနေတာဖြစ်တယ်အဲ့လိုဆိုတဲ့အခါကျတော့ဒါကဘာအတွက်သီရိဓမ္မသောကမင်းကဒေထတာလဲဆိုတဲ့အခါဟိုက CD ရဲ့အထိတ်အမှ CD အနတ္တလက္ခဏသုတ်တန်ဒေသနာတော့ဟောတဲ့အထိတ်အမှ CD ကိုဒေထခဲ့ခြင်းဖြစ်ပါတယ် အနာတလက္ခဏသုတ်တံဟောတဲ့နေရာဒီနေရာကယဟန္တာဖြစ်တဲ့နေရာပေါ့ဗျာဒီနေရာမှာယဟန္တာဖြစ်ကြတာဘာနေရာလဲအနာတလက္ခဏသုတ်ဟောတဲ့နေရာအနာတလက္ခဏဘသူ့ဟောတာလဲပြင်စဝက်ကိ၅ဦးပြင်စဝက်ကိ၅ဦးကဘာဖြစ်ပြီးပြီလဲသောတာပန်ဖြစ်ပြီးပြီအကုန်လုံးဖြစ်ပြီးပြီနော်တော်တော်ပါဖြစ်ပြီးပြီပဲအဲ့ဒီအနတ္တလက္ခဏာသုံးယူဟောเสียလူသေးလားသူမှအတ္တပြုတ်သွားပြီမဟုတ်လားလို့မေးเสียရှိရနော် တကယ်တော့ဟောစရာလူသေးတယ်ဘာလို့အတ္တမှာ၃မျိုးရှိတယ်တဏအတ္တမာနအတ္တဒိဋ္ဌိအတ္တလို့၃မျိုးရှိတယ်အဲ့တော့ဒိဋ္ဌိအတ္တပြုတ်သွားတယ်သူကသူကဒိအတွေးမအမြင်မအယူဆမဆိုတဲ့အဲ့ဒီအမား၃ချက်ရှိပါတယ်အမား၃ချက်ရှိတဲ့အထက်မှာသူကဟိုဒိဋ္ဌိအမားကိုတော့ပြုတ်ပြီးပြီဖြစ်ပါတယ်ပြုတ်ပြီးပြီဖြစ်မဲ့တဏတဏအမားရဲ့ တဏအမရဲ့မာနအမရဲ့ရှိနေသေးတယ်နော်တဏအမမာနအမတွေရှိနေသေးတာဖြစ်တဲ့အတွက်အဲ့ဒီတဏမနဲ့မာနမကိုကွာလျော့စေလိုတဲ့ဆန္ဒနဲ့ဘုရားဖျားရှင်ကနေပြီးတော့ဘာဟောသလဲဆိုတဲ့အနတ္တလက္ခဏာသုံးယူဟောတာဖြစ်တယ်အနတ္တလက္ခဏာသုံးကဟူးအရင်ရင်ဘယ်တော့မှမကြားခဲ့ဘူးတဲ့အိန္ဒိယနိုင်ငံကအတ္တဝါဒကြီးအခုလည်းအတ္တဝါဒကြီးပဲအတ္တဝါဒကြီးစိုးလွှတ်မှုတဲ့နိုင်ငံကြီးပဲအဲ့ဒီမှာဒုဗုဒ္ဓက ဖယားဖြစ်လာတဲ့အချိန်မှာသူကသူ့ကိုယ်တိုင်ကနေပြီးတော့အတ္တမဟုတ်ဘူးပစ္စည်းမပฏิပဒလမ်းစဉ်ကိုကျင့်လိုက်တဲ့အခါကျတော့ပစ္စည်းမပฏิပဒလမ်းစဉ်အတိုင်းကျင့်လိုက်တဲ့အခါကျတော့အနတ္တဆိုတာရှင်းရှင်းလင်းလင်းသိရတယ်အနတ္တဆိုတာဘယ်အရာမှခိုင်ခန့်တည်တံ့နေခြင်းမရှိဘူးဆိုတဲ့သဘောတရားကိုပြောတာဘယ်အရာမှလက်ဆောက်လက်ကင်ပြလို့မရဘူးလို့ဆိုလိုတဲ့သဘောကိုပြောတာတကယ်တော့ဟုတ်တေချာလေးလေးလာကြည့်မယ်ဆိုရင်ကမ္ဘာလောကကြီးမှာရှိရှိသမျှတကယ်ပညာရ ဟုတ်တချမ်းမပြောနဲ့ပညာရအလုံးဒီပဲပညာရမှာပုံသေးနည်းကြမရှိဘူးတင်ချန်ဒီပညာမှာလွဲလို့အခြားပညာတွေလည်းပဲအခြေအနေနဲ့အချိန်ခါကာလနေရဒေသအပေါ်မှာမူနေရဒေသပုံကူပေါ်မှာမူတည်ပြီးတော့တုံးသက်ပြီးဆုံးဖြတ်ပြီးတော့ဆောင်ရွက်ရတာကြီးကြီးပဲအဲ့တော့ဘာဖြစ်လဲဆိုတော့ထူနေတူစွာပဲဒီလောကကြီးရပဲအရာမှတည်နေနေတာမရှိဘူးခိုင်ခတ်နေတာမရှိဘူးတည်တတ်နေတာမရှိဘူးဟောအရာအလုံးကဖြစ်ပေါ်လာရင်ပြည့်စည်သွားတာကြီးပဲ ခိန်ခန့်ဒီတန်တဲ့အရာထဝရဒီတန်တဲ့အရာဆိုတာဘယ်အရာမှမရှိဘူးသို့တော်လည်းပဲသူကဒီအိန္ဒိယနိုင်ငံမှာတော့သူကထဝရထဝရဒီတန်တဲ့အရာ ရှိတယ်လို့သူတို့ကသူတို့ကထင်ထတာမှတ်ထတာယူဆထတာဆွဲမြဲထတာအဲ့ဒါဆွဲမြဲထတာသူတို့မှအတ္တအယူကြီးခံနေတာအိန္ဒိယနိုင်ငံရဲ့အတွေ့အမြင်သူကမဟာဗြဟ္မာဆိုတာတကယ်တည်တည်နဲ့နဲ့ရှိတယ်သူတို့ဝိညာဉ်ဒီမဟာဗြဟ္မာရဲ့ဝိညာဉ်ဒီမပြည့်စုံတော့ဘူးလို့ဒီလိုယူဆတယ်အဲ့ဒါက အတ္တဝါဒကြီးဖြစ်နေတယ်အဲ့ဒီအတ္တဝါဒကြီးဟာအင်းရနိုင်ငံတခွင်လုံးဖះမပွင့်ခင်အခါကာလတုန်းကအဲ့ဒီမှာဂိမ်းအမျိုးမျိုးပေါ်ခဲ့ဘူးတာအဲ့ဒီမှာတဲကြီးရှာကြီးချောက်ရောက်ဆိုတာအင်းရနိုင်ငံကြီးမှာပေါ်ခဲ့တာပဲအဲ့ဒီမှာ တင်စီယာဘီလာတက်လို့နိနိကန္ဒနာဒဗုဒ္ဓတို့နောက်ပြီးတော့မက်ကလီကောတန်လာတို့အစိဒကေသကမ္မလာတို့နောက်ပြီးတော့ဩအဲ့ဒီမဟာဝီရရှာကြီးတို့အဲ့ဒီစရှိတရားချင်းတဲကြီးရှာကြီးချောက်ရောက် အဲ့ဒီကိုင်းရှရာကြီးတွေကအတက်ကြီးပြီသူတို့ကအဲ့ဒီသူတို့လူမြောက်မှုကိုရှာနေကြတယ်တရားမှလူမြောက်မှုမတွေ့ဘူးဘာလို့မတွေ့တာလဲဆိုအတ္တဝါဒကြီးအခြေခံပြီးကျင့်နေလို့လူမြောက်မှုမရတာနောက်ပြီးတော့မြစ်တိမပฏิပဒါပေါ်မှာသူတို့မရောက်ဘူးဆိုဟိုတင်းနေတုန်းကပြောခုနတုန်းကပြောသလိုအတ္တကိလမထနယူးယောက်ကဖက်မှာရောက်ရင်ရောက်မယ်မရောက်ရင်ကာမတုခလိကနယူးယောက်ကဖက်မှာရောက်နေမယ်အဲ့လိုရောက်နေတယ်ဆိုရင်ဒီအတ္တကအဲ့ဒီမှာ အစွန်းနဖက်မှာရောက်နေအဲ့ဒါအတ္တရဲ့အစွန်းလို့ခေါ်တယ်ပေဖက်အစွန်းဆိုတော့ပေဖက်အစွန်းကလည်းအတ္တအစွန်းပဲညာဖက်အစွန်းကလည်းအတ္တအစွန်းပဲအဲ့ဒီအတ္တဆိုတာဘာပြောသလဲဆိုတော့အစွန်းတော့ပြောတာကဟိုညာဖက်အစွန်းကကာမဒုက္ခလိကနုယောကဆိုတော့သတ္တဒဋ္ဌိနဲ့ရှင်းတယ်ပေဖက်အစွန်းကအုတ်စိတဒဋ္ဌိနဲ့ရှင်းတယ်အဲ့ဒီဒဋ္ဌိကဘယ်ကလာတာလဲဆိုတော့သက္ကာယဒဋ္ဌိကလာတာဖြစ်တယ်အဲ့တော့တက္ကရာဒိဋ္ဌိဆိုတဲ့အရာကတော့ဘာဖြစ်လဲဆိုတော့အတ္တရဲ့ရည်သောမြစ်ပဲဖြစ်ပါတယ်။ ငါကိုငါဟာငါဥစ္စာလို့ယူဆွဲတာအဲ့ဒါဟာအတ္တဝါဒကြီးကြီးစိုးနှောင့်မိုးနေတာ ဖြစ်ပါတယ်အဲ့ဒါကိုဒုဗုဒ္ဓကနေပြီးတော့သူကိုယ်တိုင်ကျင့်ကြည့်လိုက်တဲ့အခါကျတော့ယုတ်နံဓမ္မသင်္ခါရတို့ရဲ့သဘောဓမ္မသဘောတရားဟာပေအရာမှဒီမြဲနေတာမရှိဘူးပေအရာမှခိုင်ခန့်နေတာမရှိဘူးအကြောင်းတိုက်ဆိုင်တယ်လို့အကျိုးဖြစ်နေတာပဲဖြစ်တယ် အဲ့ဒါကိုရှင်းရှင်းလင်းလင်းညာနဲ့တွေ့သည့်ရတဲ့အခါကျတော့အကြောင်းပေါ်ရင်အကျိုးပေါ်တယ်အကြောင်းပြောင်းရင်အကျိုးပြောင်းသွားတယ်အကြောင်းတိုက်ဆိုင်တယ်လို့ဖြစ်နေတယ်အဲ့ဒီမှာနောက်ထပ်နောက်ထပ်အဟောင်းပြက်လိုက်တစ်ဖြစ်လိုက်အဟောင်းပြက်လိုက်တစ်ဖြစ်လိုက်အဟောင်းပြက်တစ်ဖြစ်အစားထုတ်အစားထုတ်အစားထုတ်နေဖြစ်ပေါ်ဖြစ်ပေါ်နေတယ်ဘဝဆိုတာပန်နဲ့တူလဲလျက်စစ်စီးလိုင်းလို့လို့ပါပဲမိမိရဲ့အပင်ထဲမှာရှိတဲ့စိတ်ဝိညာဉ်ဟာလည်းလျက်စစ်စီးလိုင်းလေးလို့ပဲလျက်စစ်စီးလိုင်းဟာထွာရရှိနေတာမဟုတ်ဘူးအမြဲတမ်းအပြောင်းလဲနေရှိနေခြင်းပဲဖြစ်တယ် လက်ရှိရှိလင်းကထွားရရက်တည်နေတယ်လို့ဘရောမှမရှိဘူးအဲ့ဒီဟာအရှင်အမြတ်အပြောင်းလဲနေရှိနေရှိနေခြင်းပဲဖြစ်ပါတယ်ထိုနည်းတူစွာပဲမိမိတို့ရဲ့အတွင်းအစ္ဆဒသဏ္ဍာန်မှာရှိတဲ့ဝိညာဉ်ဆိုတဲ့သီးဆိုင်ကလည်းပဲမူလသီးဆိုင်ကလည်းဘယ်တော့မှတည်တတ်နေတာမရှိဘူးအာယုံအာယုံနဲ့တိုက်တယ်လို့သီးဆိုင်ကဖြစ်ပေါ်နေတယ်အာယုံပျောက်သွားရင်အသီးဆိုင်ကပျောက်သွားတာပါပဲအဲ့ဒီသဘောတရားတွေကိုအဲ့ဒီမှာမတိကြတာဖြစ်လေတော့အဲ့ဒီမှာခိုင်မြဲတဲ့တည်တတ်နေဟောအပိုင်းဆိုင်တဲ့အစိုးရတဲ့ ကိုဥစ္စာဖြစ်တယ်လို့ဒီလိုယူဆတဲ့အတ္တဝတ္တကြီးကဟုတ်ဟုတ်ဖယံမပွင့်ခင်ကလေးကအဲ့ဒီဟာလွမ်းမိုးနေတာလွမ်းမိုးနေတဲ့အခါဒီမြတ်စွာဘုရားရှင်ကိုတော်မြတ်ပွင့်လာတဲ့အချိန်ကကျမှဘဝနဲ့လောကဟာဘယ်တော့မှတည်မြဲနေတာမဟုတ်ဘူးတည်တတ်နေတာမဟုတ်ခိုင်ခန့်နေတာမဟုတ်ဘူးအစဉ်အမြဲပြောင်းလဲနေတဲ့အတွေ့အကြုံချုပ်ကင်ထားလို့လည်းမရဖန်းပန်းထိုင်ထားလို့လည်းမရအဲ့ဒီမှာတားရှိထားလို့လည်းမရတဲ့အရာတွေဖြစ်တဲ့အတွက်အနတ္တာဖြစ်တယ်လို့အဲ့ဒီမှာဒီနေရာကနေနေကြွေးကြော်ခဲ့တာဖြစ်ပါတယ် ီနေရာကနေမြတ်စွာဘုရားရှင်ကိုတော်မြတ်ကဒီနေရာကနေကျွေးကြော်ခဲ့တာဒီနေရာမှာဘဝနဲ့လောကဟာအတ္တမဟုတ်ဘူးဟဲ့အနတ္တဆိုပြီးတော့မှကျွေးကြော်တာအဲ့ဒီကျွေးကြော်တဲ့နေရာမှာဒီနေရာနေစခဲ့တာဖြစ်တယ်ပုဒ္ဒါဘုရားရှင်ရဲ့သာသနာတစ်ခုလုံးရဲ့အနှစ်ချုပ်ကိုကြည့်မယ်ဆိုရင်အနတ္တဝါဒပဲပုဒ္ဒါကပုဒ္ဒါဘေဝါဒလဲဟဲ့ဆိုရင်အနတ္တဝါဒပဲအနတ္တဝါဒရှိတယ်နော်အတ္တမဟုတ်ဘူးအနတ္တအနတ္တဆိုတာဘာကိုပြောတာလဲငါကိုငါဟာငါဥစ္စာမဟုတ်ဘူးဘာတဲ့တော့ ငါကိုငါဟာငါဥစ္စာမဟုတ်ဘူးငါကိုငါဟာငါဥစ္စာမဟုတ်ရင်ဘာဒီလဲဆိုတော့ယုံနာပါတယ်တော့ယုံနေနာယုံနာအဲ့ဒီပါဒီယုံနာဓမ္မသင်္ခါရတွေကိုယုံနာဓမ္မသင်္ခါရရဲ့သဘဝတည်ဘုဒ္ဓဘုရားရှင်အနတ္တလက္ခဏသုတ်တံဒေသနာတော်မှာဘုရားရှင်ကပြင်စဝက်ကငါဥတွေကိုခေါ်တဲ့အခါမှာအတ္တဟုတ်သလားမဟုတ်ဘူးလားအဲ့လိုစစ်စစ်တယ်ငါကိုငါဟာငါဥစ္စာဟုတ်သလားမဟုတ်ဘူးလားလို့အဲ့လိုစစ်စစ်တယ်ယုတ်တရားကအဲ့ ငါဥစ္စာလို့သာဟုတ်ခဲ့မယ်ဆိုရင်ဒီယုတ်တရားကယုတ်တရားရှိနေလို့ယောဂါရှိနေတာယုတ်တရားမရှိရင်ယောဂါမရှိဘူးဒီယောဂါဖြစ်နေတဲ့အခါမှာတခါတည်းမနာမချမ်းနာစီတာတို့ချောင်းဆိုးတာတို့မရှိဘူးလားခွန်ကြိုက်တာတို့ဗိုက်နာတာတို့မရှိဘူးလားလေထိုးလေအောင်တာတို့ငဲ့ဖျားယောဂါတို့ယောဂါလို့အဖျားယောဂါတို့အနာမျိုးစုံမရှိဘူးလား ရှိတဲ့အခါကျတော့အဲ့ဒီဟာငါငါကိုငါဟာငါဥစ္စာသာ ဖြစ်မယ်ဆိုရင်အဲ့ဒီယုတ်တရားငါကိုငါဟာငါဥစ္စာသာဖြစ်မယ်ဆိုလို့ရှင်အဲ့ဒီယောဂတွေမဖြစ်ပါနဲ့မနာပါနဲ့မကျင်ပါနဲ့မကြိုက်ခဲပါနဲ့လို့ဒီလိုပြောလို့ရမှာပေါ့တဲ့ပြင်စဝက်ဂီတွေကိုဖယားရှင်ကနော်ဒီယုတ်တရားငါကိုငါဟာငါဥစ္စာလို့ငါဥစ္စာမဟုတ်လို့ကိုပဲအဲ့ဒီနာဖြားနေတဲ့အရာကိုဘယ်လိုမှဘာလို့လို့တောင်းပန်လို့ရရလား မရဘူးအဲ့ဒါကြောင့်မလို့ငါကငါငါဥစ္စာမဟုတ်ဘူးလို့ဒီလိုပြောတာနော်အဲ့ဒီမှာစာထဲမှာတည့်ရိပ်ပြောတာကမြန်မာလိုပြောရင်တော့အဲ့ဒီမှာယဟန်တို့ယုတ်တရားဒီအတ္တငါကငါဟာငါဥစ္စာမဟုတ်ကြောင်းနာကျင်မှုဖြစ်နေတဲ့အတွက်ကြောင့်ငါငါရဲ့ယုတ်ဒီဒီလိုဖြစ်ပါစေဒီလိုမဖြစ်ပါစေနဲ့အဲ့လိုလည်းပဲယုတ်ကိုစီရင်လို့မရဘူးတဲ့အဲ့လိုတောင်းတလို့မရဘူးလို့ပြောတာနော် ထုံနေတူဆိုပဲဝေဒနာဟာလည်းပဲငါကိုငါငါဟာငါဥစ္စာမဟုတ်တဲ့အတွက်ကြောင့်ငါကိုငါဟာငါဥစ္စာမဟုတ်တဲ့အတွက်ကြောင့်ဝေဒနာဆိုတာနာကျင်မဲ့ကြက်ခဲမဲ့အဲခံစားရတဲ့စိတ်ရဲ့ခံစားမှုအမျိုးမျိုးတွေဆိုတာမဖြစ်ဘူးလားဖြစ်သလားဖြစ်နေတဲ့ဆိုကြတဲ့ကိုကအဲ့ဒါမဖြစ်နေလို့တားလို့ရရလားမရဘူးမရတဲ့အတွက်ကြောင့်အဲ့ဒီဝေဒနာငါကိုငါဟာငါဥစ္စာမဟုတ်ဘူးဒီလိုပြောတာဖြစ်ပါတယ်ထုံနေတူဆိုပဲတင်ညာလဲမှတ်သားတဲ့အခါမှာတခါတည်းမေ့တယ်လို့မရှိဘူးလား တင်ညာလည်းပဲဒင်ညာဘာလို့လဲမတ်သားတဲ့တင်ညာလည်းပဲငါ့ကိုငါဟာငါဥစ္စာမဟုတ်ဘူးငါ့ကိုငါဟာငါဥစ္စာတာဖြစ်မယ်ဆိုရင်ဒီဘာလို့လဲဆိုတင်ညာကမတ်သားတဲ့ဟာဘယ်တော့မှမမေ့တော့ဘူးပေါ့အခုကျတော့တခါတည်းမေ့တယ်ဆိုတာမရှိဘူးလားရှိတာအဲ့ဒါတင်ညာကိုပိုင်လို့လားမပိုင်လို့လား မပိုင်ဥစ္စာအတ္တလားအနတ္တလားအေးဓုနိတူစွာပဲသင်္ခါရဆိုတဲ့အဲ့ဒီမှာထထိန်သွားလာဆံခွေပြောဆိုငိုကြီးအဲ့ဒီလှုပ်နေတဲ့အဲ့ဒီစေတသိက်ဆိုတဲ့ဒီသင်္ခါရသဘောတရားတွေလည်းပဲအဲ့ဒီမှာပါဖြစ်ခြင်းညာဖြစ်ခြင်းဟိုဟာဖြစ်ခြင်းတရားဖြစ်ခြင်းဖြစ်ခြင်းဖြစ်ခြင်းဆိုတာမရှိဘူးလားအဲ့ဒီအဲ့ဒီမှာဒီသင်္ခါရသဘောသာငါကငါဟာငါဥစ္စာဟုတ်မယ်ဆိုကိုဖြစ်ချင်းနှိမ့်ဖြစ်နေမှာပေါ့ခန္ဓာကအခုနမနာနဲ့လို့တောင်းတလို့လဲမရ မအိုနေလူတောင်းတာလဲမရမသိနေလူတောင်းတာလို့လဲမရဒီဒီယာကူဖြစ်ချင်းနေဖြစ်တာဟုတ်ရလားမဟုတ်ဘူးအဲ့ဒီအဲ့ဒီလူပဲပေါ့သင်္ခါရထားလိုက်ထိုင်နေဆန်လဲကြွေးလိုက်ပြောလိုက်ဆိုလဲငိုလိုက်ကြီးလိုက်အစကြီးတရားပြင်ချင်းပါနေတာအဲ့ဒါသင်္ခါရရဲ့သဘောတရားတွေပဲအဲ့ဒီသင်္ခါရသဘောတရားတွေဟာအကေ၍ကိုကနေပြီးတော့မှကိုကနေပြီကိုဟာသာဟုတ်မယ်ဆိုရင်သွားချင်းနေသွားလာချင်းနေလာထိုင်ချင်းနေထိုင်ထားချင်းနေထားဆန်းချင်းဆန်းဆန်းကိုချင်းနေကိုလို့ရမှာပေါ့ဒါပေမဲ့ ။ဘာဖြစ်လာရင်အဲ့လိုသွားလာလောက်ကင်ထားထိုင်ဆန်ကွေးလို့လွယ်သေးရလား။အော်လီဖြတ်ထားတယ်ဆိုရင်သွားချင်းစိတ်အတိန်သွားလို့ရသေးရလား။မရတော့ဘူး။အေးအဲ့ဒီလိုလေးပေါ့ဗျာ။အဲ့တော့ကြာကြာရှိရှိဒီတတ်မှုမရှိတော့တဲ့အနေထားမျိုးဒါအဲ့ဒီမှာဖြစ်ချင်းနေမဖြစ်လို့ပဲဖြစ်ချင်းနေမဖြစ်ဘူးဆိုတော့ကတဲ့ကိုကအဲ့ဒီဖြစ်ချင်းနေဆိုတဲ့ဟာကို့အလိုကြဖြစ်နေတာမဟုတ်ငါကိုလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးဒါကတော့ တိုက်ကြိုက်ဘာသာပြန်တဲ့သဘောတရားတွေကိုပြောတာအဲ့ဒီထိုနေတူစွာပဲဝိညာဉ်အားလည်းပဲအဲ့ဒီမှာတိဆိုတဲ့သဘောတရားလည်းငါကိုငါဟာငါဥစ္စာမဟုတ်ဘူးဘာလို့လဲဆိုဒီတိဆိုတာတို့မြင်လို့သိကြားလို့သိနားလို့သိစားလို့သိထီလို့သိတွေ့လို့သိမရှိလားအဲ့ဒီရှိတဲ့အခါဒီတိနေတဲ့မြင်လို့တိအဲ့ဒီမှာအရှင်းနဲ့မျက်စိအာယုံတိုက်မှတိစိတ်ပေါ်တာမျက်စိကန်းနေဘယ်တော့မှမြင်စိတ်အပမြင်ညာမြင်လို့ပေါ်စရာမရှိဘူးမျက်စိမိုက်ထားမဲ့ညအမောင်းကြီးထဲမှာဆိုရင်ဒီအရှင်းအောင်မြင်လို့ရရလား အလင်းအောင်မရှိတဲ့အတွက်မြင်လို့မရဘူးအရှင်းမရှိရင်လည်းမြင်သီးစိတ်မပေါ်ဘူးအစရှိဒီအဖြစ်ပေါ့ဟုတ်လားသူနည်းဒီဆိုပဲအတန်းကိုချခြင်းနှင်းချတာလားတော့အတန်းအာယုံပေါ်မှာချစိတ်ပေါ်ရတာလားချစက်ကသူပေါ်ခြင်းနှင်းပေါ်လို့ရတာမျိုးမဟုတ်ဘူးအတန်းအာယုံနဲ့နှာအကြည်တိုက်မှပေါ်တာအတန်းအာယုံပြောက်သွားရင်နှာအကြည်အတန်းအာယုံနဲ့နှာအကြည်မတိုက်တော့ဘူးဆိုတော့မပြောက်သွားဘူးလားအဲ့တော့ဒီဆက်ကကိုပိုင်ရဲ့လား ်ဗိမ့်ထားလို့ရရဲ့လားအခုဖုန်ကြီးကနေပြီးတော့မှအဲ့ဒီမှာတရားဟောနေတယ်ဥသောပြီးကဟောမှာဖုန်ကြီးပေါ်ကြီးရိုက်ထားတယ်ဗျာရိုက်ထားရင်ပြန်ကြည့်လို့ရတယ်ဒါရုပ်တရားမလို့ကြည့်လို့ရတယ်အဲ့ဒီအတန်ကိုလည်းဖမ်းထားတယ်ဗျာအတန်လည်းရုပ်လို့ဖြစ်လို့အဲ့ဒီမှာဖမ်းထားလို့ရတယ်ဗျာဒါပေမဲ့ဖုန်ကြီးစိတ်ဝင်နေဥသောပြီးကရိုက်ထားလို့ရလားမရပါဘူးဗျာဖမ်းထားလို့ရရဲ့လားမရပါဘူးအေးအဲ့ဒီဖမ်းထားလို့မရဘူးအတန်ဝဲဖမ်းလို့ရမယ်ကြားတဲ့အသည့်ကိုဖမ်းလို့ မရဘူးဘာလို့လဲအကြောင်းအရာတိတ်ဆိုင် ကြတဲ့အသည့်ပေါ်တယ်ဖုန်ကြီးအသံတစ်လုံးပေါ်ရင်ကြတဲ့အသည့်တစ်လုံးပေါ်တယ်ဖုန်ကြီးအသံပြောက်သွားရင်ကြတဲ့အသည့်တွေမပြောက်သွားဘူးလားအအသံပေါ်ရင်အသည့်ပေါ်တယ်အသံပြောက်ရင်အသည့်ပြောက်တယ်သူနည်းတူစားပဲအနံ့ပေါ်ရင်နန်သီးစိတ်အနံ့အနံ့ကနေနခေါင်နခေါင်ကြီးတိုက်ရင်နန်သီးစိတ်ပေါ်တယ်အခုနန်သီးစိတ်ပေါ်ရလားအခုခွင့်ချင်းနန်နိုင်ရလားမပြီးနန်နိုင်ရလားဘာလို့တော့ မဘလို့ခွေးချင်းနာခွေးချင်းနာလည်းမရှိဘူးငပိနာလည်းမရှိဘူးလေပန်းနာရောရှိရလားအဲ့တော့ပန်းနာမွေးစေတတိလို့လောက်လို့ရလားမရဘူးမရဘူးအဲ့ဒါအနတ်မရှိရင်အဲ့ဒီနန်စေမွေးစေတွေမပေါ်ဘူးအခုပါပါအနတ်မှမပေါ်ဘူးဟုတ်လားအနန်စေမွေးစေအမျိုးတည်းရောထဲသွားကြည့်ဘလားပေါ်တော့ပေါ့အနတ်နဲ့နှခေါင်းအကြည့်နဲ့တိုက်မှနန်သိစိတ်ပေါ်တယ်ဟုတ်လားဒါဆိုရင်ဒီဝိညာဉ်ကြီးကဒီမြဲသလားပြောင်းလဲနေတာပြောင်းလဲနေတာဗျာအဲအဲ့လိုပဲပေါ့အခုကကိုသိမ့်ထားလို့ရရလား ။ဟိုနေစားတဲ့ငါအဲ့ဒီမနေ့ကင်းကဟင်းစားထားတဲ့ဘာဟင်းစားလုံးဒီနေ့မနေ့။ထမင်းကြော်စားတဲ့အသည့်အခုတင်ထားလို့ရသေးလား။မရပါဘူးဗျာ။အဲ့တုန်းပြောက်ပြီအခုမရှိတော့ဘူးနော်။မရပါဘူး။အဲ့လိုပဲပေါ့ထမင်းကြော်အနံ့ချက်သားတော်အနံ့ပါညာချက်သားတော်တော့မပါဘူးနဲ့တူပါလေ။ကျုပ်ကျော်ပဲပြောက်ပဲပြောက်အနံ့အခုရသေးလား။မရပါဘူးဗျာ။ဘာလို့မရတာလဲ။မရှိတော့လေ။မရှိတော့ဒီတိစိတ်လဲ။ အဲ့လိုမျိုးပေါ့အရတာအရတာနဲ့ပတ်သက်တဲ့အပိုင်လဲထူနီတူစာပဲနော်မှန်ပါဗျာအဲ့လိုပဲအဲ့အဲ့ဒီသဘောတရားကိုပိုင်လို့လားမပိုင်လို့လားမပိုင်လို့ပါဗျာတိမ့်ထားလို့ရလားမရပါဘူးဗျာဒါဆိုဒီဝိညာဉ်ဒီနေတဲ့သဘောရှိရလားရှိပါဗျာအကြောင်းတိုက်ဆိုင်ရင်ပေါ်တယ်အကြောင်းပြတ်သွားရင်ပြတ်သွားတယ်အကြောင်းပေါ်ရင်ပေါ်တယ်အကြောင်းပြောင်းရင်ပြတ်သွားတယ်အကြောင်းတိုက်ဆိုင်တယ်လို့ဖြစ်ပေါ်နေတာနော် အတူတူစကလည်းပြတ်တော့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 နေသွားနေတယ်ပဲလက်ရှိစီလိန်လေးလေးလေအဲ့အဲ့ဒီမှာအကျောင်းတိုင်ရင်လက်ရှိစီလိန်ရဲ့လက်ရှိစီလိန်လက်ရှိမီဟိုနီမှာဟိုဖန်တီလေးသထွန်းလိုက်အလင်းတမပေးဘူးလားဟာအဲ့ဒါကွန်ပျူတာသက်တာလိုက်ရင်အဲ့ဒီမှာအယုံမပေါ်လားဟာတယ်လီဖုန်းလေးသက်တိုင်အယုံမပေါ်လားဟာလွှတ်ခွဲစေးနေသက်တိုင်ရန်ရန်ရန်နဲ့လဲဦးလားအတော့ပြုမှုပေါ်မှာကွာသွားတယ်နော်။ဒါဆိုရင်ဒီသိစက်ကလည်းသိစိတ်ပဲသိစိတ်သိစိတ်သိစိတ်ဒါပေမဲ့မျက်စိနဲ့မြင် နေရသည်နာနေကြရင်ကြားရသည်ဟာနခေါနဲ့နိုင် နာနေသည်အဲနောက်ပြီးတော့မှအရသာနဲ့ထိရင်စားရသည်ခန္ဓာကိုယ်နဲ့ထိရင်ထိရသည်အဲ့ဒါလို့အမျိုးမျိုးမပြောင်းနိုင်ဘူးလားအပြောင်းနိုင်တယ်ဆိုကြတဲ့မူလကတခြားလားပြတ်တော့ပြတ်တော့ပြတ်တော့နဲ့ရှိနေတယ်လားအမူလအတိကတိ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 အဲ့ဒါထိန်ဘာနဲ့မှထိန်ချုပ်လို့မရဘူးတဖြစ်တဖြစ်ပြီးတပြည့်တပြည့်နဲ့အဲ့ဒါကြောင့်မလို့အနတ္တ အတ္တလားအနတ္တလားအနတ္တပါဗျာအဲအဲ့ဒါအနတ္တဆိုတာငါကိုငါဟာငါဥစ္စာ မဟုတ်ဘာလို့ငါကိုငါဟာငါဥစ္စာမဟုတ်တယ်လဲဆိုသိမ့်ထားလို့မရလို့အနစ်သာရာ မရှိလို့အာဂုယမဖြစ်လို့အပေမနေရာမှာအတုံးချလို့မရလို့ရှင်းတယ်နော်အတုံးချလို့မရဘာလို့လဲတဖြစ်တဖြစ်ပြီးတပြက်တပြက်နေတယ်ဟုတ်လက်ရှိစည်းလိမ်လို့အဆက်မပြဖြစ်ပေါ်နေတာမရှိလားဖြစ်ဆိုပြဖြစ်ဆိုပြဖြစ်ဆိုပြ၁၁၁၁ပြသွားနေမှာတော့သိမ့်လို့ရရလားမရပါဘူး မရတဲ့အတွက်ကြောင့်အဲ့ဒီမှာပေါ့အကိုရဖြစ်ရလားမဖြစ်ပါဘူးအနှစ်သာရရောရှိရလားမရှိပါဘူးဗျာတပြက်တပြက်နေတာကြီးကိုဘယ်လိုလုပ်အကိုမှလဲတပြက်တပြက်နေတဲ့သဘောတရားလေးရှိရနော်တပြက်တပြက်နေတဲ့အဲ့ဒီသဘောတရားတွေကိုရှိနေတဲ့ထူသဘောသဘောဝတွေတပြက်တပြက်ဒါဝိညာဉ်ကိုပြောနေတာဘာကိုပြောနေတာလဲတပြက်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 နေစင်ဆက်နေတယ်အဲ့ဒါနင်တို့အဲ့ဒါကိုမြင်မှဝိပဿနာဉာဏ်ရှိတယ်လို့ပြောလို့ရအဲ့ဒါမမြင်သိရင်ဝိပဿနာဉာဏ်ရှိတယ်လို့ပြောလို့ သဘောရဲ့အဖြစ်မှမသိသေးဘူးအဲဆိုအနတ္တညာမပေါ်ဘူးသဘောအဖြစ်မှသိမှအနတ္တညာပေါ်တာနော်အနတ္တညာပေါ်တဲ့အခါကျတော့အဲ့ဒီအခုဖြစ်နေတဲ့တိ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 ရဲ့ဘယ်နှမလဲယူပြီးသုံးလို့မရဘူးအလကကဟိုင်သုံးညတက်တက်ဖြစ်တယ်ရိုက်တာတုံးစားသုံးညအဲ့လိုပြောတာနော်အေးအဲ့ဒီသဘောတရားတွေတခြားလားအနတ္တလားအနတ္တပါငါကိုငါဟာငါဥစ္စာအဲ့ဒီမှာဘုရားရှင်ကအဲ့ဒါတွေတစ်ခုစီပြောပြီးတော့ယဟန်တို့ ့သင်တို့ရဲ့ထိုအရာကိုဘယ်လိုမှထင်ကြပါသလဲရုပ်ခါမြဲသလားမမြဲဘူးလားဟာမမြဲဘူးဖ ያ လို့ရှော့တယ်နော်မမြဲသောရုပ်ခါချမ်းသာလားဆင်းရဲလားလို့မေးတော့ဆင်းရဲပါတယ်ဖယားအဲ့မမြဲဆင်းရဲဖောက်ပြန်နေတဲ့ထိုသဘောတရားဒီဒီဒီခန္ဓာငါးပါးယုံ nant တရားတွေဟာငါကုံငါဟာငါဥစ္စာလို့ရှုဖို့သင်ပါမလားလို့မေးတော့မသိပါဖယားအဲ့ဒါအဲ့ဒါလို့ပြောတာပဲနော်ဟုတ်တဲ့ကောင်းတဲ့တရားတွေဒီမှာဟောတာဒီမှာဟောတာတသာသနာလုံးရဲ့အနစ်ချုပ်ကအနတ္တပဲ ဘာလဲတော့ငါကိုငါဟာငါဥစ္စာမဟုတ်ဘူးဒါစကားပြောတော့လွယ်လွယ်လေးဒါကိုလေးလေးနဲ့နဲ့ဤစဉ်းစားကြည့်ဒီဒီဒီဟာတဲ့နဲ့ကိုသောတာပန်ဒီသွားနေစရာအကြောင်းရှိတယ်နော်အေးအဲ့တော့ယဟန်တို့တဲ့အတိတ်ပြစ်ဆုံးပါအတွင်းအပြင်အချမ်းအနုအယုတ်အမြအဝေးအနီးဖြစ်သောအလုံးစုံသောယုတ်အလုံးစုံသောယုတ်ဤဤငါဤဥစ္စာမဟုတ်ငါ အဲငါကငါငါဟာငါဥစ္စာမဟုတ်လို့ဟုတ်တိတ်မှန်စွာကောင်းမွန်စွာပညာဖြင့်ရှုမြင်ခဲ့မယ်ဆိုလို့ရှိရင်တနည်းအားဖြင့်လည်းပဲဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့အဲ့ဒီခန္ဓာ၅ပါးစလုံးဟာအတိတ်အနာဂတ်ပြည့်စုံမှာအတွင်အပြင်အကြနှုတ်ယုတ်မြအဝိအနည်းဖြစ်တဲ့အလုံးစုံသောဝိညာဉ်တို့ဟာငါကငါဟာငါဥစ္စာမဟုတ်ဘူးလို့အဲ့ဒီဟုတ်တိတ်မှန်စွာပညာဖြင့်ရှုရမယ်ပညာနဲ့အဲ့ဒါလိုမြင်အောင်ရှုရမယ်လို့ပြောတာနော် အဲ့ဒါလို့ရှုမယ်ဆိုလို့ရှိရင်အကြအမြင်ရှိတဲ့အရိယာရဲ့တပည့်တို့ဟာအဲ့ဒီရုပ်ဝေဒနာသင်ညာသင်္ခါရရဲ့အပေါ်မှာညှိငွေ့လာမယ်။ဘာဖြစ်လာမလဲ?ညှိငွေ့လာမှာပါ။ညှိငွေ့လာတဲ့အခါကျတော့တချင်းခင်းလာတော့မယ်။နှစ်သက်ချင်းတမဲ့ချင်းတွေ့တာချင်းအဲ့ဒါတွေကိုခင်းလာလိမ့်မယ်။အဲ့ဒီတွေ့တာချင်းတက်မဲ့ချင်းနှစ်သက်ချင်းညကချင်းကနေပြီးတော့မှအဲကင်းလွတ်သွားတဲ့အခါကျတော့ကိလေသာအလုံးကနေပြီးတော့မှလွတ်ပြီလို့ဆိုတဲ့အသိဉာဏ်ပေါ်လာမယ်တဲ့ ကိလေသာအလုံးကဘာလဲတော့လွတ်ပြီဆိုတဲ့ညာပေါ်လာတာနော်အဲအဲလွတ်ပြီဆိုတဲ့ညာပေါ်လာတဲ့အချိန်မှာနောက်ထပ်ပဋိသင်တွေနေတဲ့ပဋိသင်တွေနေမှုဟာကုံကားပြီးနောက်ထပ်ပဋိသင်တွေနေမှုမရှိတော့ဘူးအကျင့်မြတ်ဟာလည်းပဲဒီမှာတင်အလုံးအော်မဲ့ကိစ္စဖို့ကိစ္စနဲ့အလုံးပြုတ်ဖွယ်ကိစ္စပြီးပါပြီလို့ဖယားရှင်ကအဲ့ဒါလို့မိန့်တော်မူတာနော်။ပြဿောဖယားရှင်တရားဟောတော်မူတဲ့အခါပြင်စွဲကင်ငါဥဒ္ဒုကိုဟောကြတဲ့အတိုင်းနှစ် check ဆိုတာလက်ခံပြီးတော့ဘာဖြစ်သလဲဆိုအတိအသီးယဟန္တာဖြစ်သွားကြတယ်ဘာဖြစ်သွားကြတယ်ယဟန္တာအဲတော့အဲ့ဒီယဟန္တာဖြစ်တော့ဘာဖြစ်လဲလွတ်သွားတယ်ဘာဖြစ်သလဲဘာကနေလို့ကိလေသာကနေလို့ကိလေသာလွတ်သွားရင်ဘယ်လိုခန္ဓာ၅ပါးနေလို့ဘယ်လိုမလဲခန္ဓာ၅ပါးနေတော့ခန္ဓာ၅ပါးရှိလို့ဒုက္ခရှိတယ်မလားဒါဆိုရင်ခန္ဓာဒုက္ခအလုံးကနေလို့အိုချင်း နာချင်းသိချင်းချစ်ခင်တဲ့သူတို့နဲ့ခွက်ခွာချင်းမချစ်မနစ်တဲ့သူတို့နဲ့ရှင်တွဲပေါင်းဖာနေထင်ချင်းနောက်ပြီးတော့လူတာမရချင်းခန္ဓာငါးပါးတို့ဤနှိမ့်ဆက်ခံရချင်းဆိုတဲ့အဲ့ဒီဒုက္ခအလုံးကနေလွတ်မသွားဘူးလားအဲ့တော့အလုံးကလွတ်ရင်30ပုံလောက်ကနေမလွတ်တော့လားအေး30ပုံကနေလွတ်မြောက်ရဖះခေါ်တဲ့ဒေသနာအလုံးဒီဒီမှာလွတ်ဆိုတဲ့ဓလုံးအဓိကထားပြီးခေါ်သွားတာဖြစ်တယ် လွတ်ချင်ဒီအောင်လုပ်ရမယ်။ဘာလဲ။ထပ်ပြောပါမယ်လွတ်လွတ်ချင်ဒီအောင်လုပ်ရမယ်။ဘာကိုဒီရမှာလဲခန္ဓာ၅ပါးယုံနာ၅ပါးကိုဒီရမယ်။ဘာလဲတော့ခန္ဓာ၅ပါးယုံဘလူဒီရမှာလဲငါကိုငါဟာငါဥစ္စာမဟုတ်ဘူးလို့ဒီရမယ်။ဘာလဲတော့ငါကိုငါဟာငါဥစ္စာမဟုတ်လို့ဒီ ဲ့လိုတိဖန်မြရင်ပြောလာမှာလားညင်းွေလာမှာညင်းွေလာမှာညင်းွေလာမယ်ညင်းွေလာပြီဆိုတဲ့အခါကျတော့လွတ်မယ်ညင်းွေလာဆိုရင်ဘာလဲလွတ်မြောက်လာမယ်လွတ်မြောက်ခြင်းနဲ့စိတ်ပေါ်လာမယ်ပါပဲလွတ်မြောက်ခြင်းစိတ်ပေါ်လာပါစိတ်ပေါ်မယ်လွတ်မြောက်ခြင်းစိတ်ပေါ်လာလွတ်မြောက်ခြင်းစိတ်နဲ့အားထုတ်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲလွတ်သွားမယ်ဘာဘာဘာလဲဆိုတော့ခန္ဓာပေါ်မှာတွေ့တာမှုတွေ တတ်မဲ့မှုတွေနစ်သက်မှုတွေညှိကပ်မှုတွေလွတ်မြောက်သွားမယ်ပြောစမ်းဟိပဲနော်ခန္ဓာကတွေ့တာမှုတွေတတ်မဲ့မှုတွေနစ်သက်မှုတွေညှိကပ်မှုတွေကလွတ်သွားမယ်အဲ့ဒီကနေလွတ်ပြီဆိုရင်ကိလေသာအလုံးကလွတ်ပြီပြောစမ်းဟိပဲနော်ကိလေသာအလုံးအခန္ဓာလည်းလွတ်ပြီ ကိလေသာလည်းလွတ်ပြီအဲ့ဒါဆိုရင်30ပုံကလည်းလွတ်ပြီဒုက္ခအလုံးအလည်းပဲလွတ်ပြီလွတ်မြောက်ရာတခြားလက်နိုင်ပါလားအေးနိုင်ပါကိုအတိအတိမျက်မှောက်ပြုနေကြစေဖို့မိမိတို့ဒီဗုဒ္ဓဂါယပြည့်မြတ်မဟာမှာအဖရဖူရောက်ရှိလာကြတဲ့အရာမှာဗုဒ္ဓရဲ့ဓမ္မတတ်တွေကိုအတိအတိရရှိနိုင်ဖို့၅မိနစ်လေးတော့နှလုံးသွင်းကြအောင်နော်ငါကိုငါဟာငါဥစ္စာမဟုတ်ဘူးလို့သိအောင်